ျွန်တော်တို့တွေရလက်မြန်မြန်ထွက်ချင်ကြတယ်အစီကြတာဝိတ်ကြတာမြန်မြန်ဆန်ဆန်ဖြစ်ချင်ကြတယ်ကျွန်တော်တို့မလုပ်ဘူးမဟုတ်လုပ်တယ်အစားတောက်တွေရှော့ချတယ်လေ့ကျင့်ခန်းတွေလည်းတည်တည်ကြကြတိတိကြကြ လုပ်တယ်ဒါပေမဲ့မမြန်တဲ့အပြင်ရလက်ကလည်းမကောင်းအဲ့တော့မြန်ဆန်မှုအတွက်ယခုလိုခေါင်းစဉ်ပါတဲ့ဟာတွေအစီချမှုဖြစ်စဉ်နှစမြန်တာတွေသုံးစမြန်တာတွေအင်တာနက်ပေါ်မှာကျွန်တော်တို့လိုက်ရှာပြင်းပြင်းထန်ထန်ပက်ပက်ဆက်ဆက်လေ့ကျင့်ခန်းတွေ circuit training တွေ university ပြင်းတဲ့လေ့ကျင့်ခန်းတွေတွေ့လာတယ်အစားအသောက်ဆိုရင်လည်းလုံးဝဟိုတော်တော်လေးကို calorie short စားတဲ့အစားအသောက်အစာဖြတ်တဲ့စနစ်ပုံစံအမျိုးမျိုးကိုတွေ့ရတယ်မဟုတ်ဘူးမဟုတ်ဘူးဟုတ်တယ်ဒါပေမဲ့လိုက်လုပ်တဲ့အခါတကယ်ကိုရရှိလုံနိုင်လားရလက်ကောင်းတယ်ရောတကယ်ကိုထွက်လာဒီတစ်ခါတော့ be honest ရိုးသားပါအကောင်းဆုံး ဆိုတဲ့အရာတွေရှိတယ်ဒါပေမဲ့ကျွန်တော်တို့အတင်းတော်ဆုံးကျွန်တော်တို့နဲ့ใกล้ညီလိုက်ဖက်ဆုံးကိုရှာဖွေသိရှိနားလည်ဖို့လို့ဒီနေ့ဒီကောင်းစဉ်လေးနဲ့အညီအစီကြာနှုံးဖြစ်စဉ်နှစ်ဆမြန်ဆန်စီမဲ့လျှို့ဝှက်ချက်၄ချက်ကိုကျွန်တော်မျှဝေပေးမှာဖြစ်တယ်ထုံးစံတိုင်းကျွန်တော်ရဲ့လူပေါင်းများစွာကို body transformation လုပ်ပေးထားတဲ့အတွေ့အကြုံနဲ့တိတ်ပန်ကြီးချအထောက်ထားအတိအကျအခိုင်အမာကိုပေါက်ဆက်ပြီးတော့ကျွန်တော်ဒီ၄ချက်ကိုမချွင်းမချန်အကုန်လုံးကိုမိတ်ဆွေတို့ပေးသွားမှာဖြစ်ပါဒါဆိုရင် နံပါတ်1ချက်လို့စာကြည့်လိုက်အောင်နံပါတ်1လို့ဝတ်ချက်ကျွန်တော်တို့စီစားတုံးမှုကိုရှော့ချပေးပါဒါဆိုရင်တော်တော်များများဇောရကတက်ကြမယ်ဟိုးကျွန်တော်တို့ကျမတို့ကစီပြန်ရင်းနေမစားဘူးစီဒီမစားဘူး air fryer လေးနဲ့မှစားတယ်ဒါကငွေကြေးတန်နိုင်တဲ့သူရှိတယ်နောက်ပြီးတော့လုံးဝကြီးအချောက်တိုက်ကြီးစားနိုင်တာလေလူတစုလူနည်းစုမျှတာဖြစ်တယ်အများတန်းလေစားနိုင်တာမဟုတ် ျွန်တော်လက်တွေ့ကြကြရေရှည်အလုပ်ဖြစ်မဲ့ဟာလေးကိုစဉ်းစားကြည့်။ဘာလို့ကျွန်တော်ဓာကြီးကို C shop စားခိုင်းတာလဲဆိုတော့ကျွန်တော်တို့နံပါတ်1ချက် C စားလို့ AC တက်တာမဟုတ်ဘူး။တနေ့တာလိုအပ်တဲ့ကယ်လိုရီထက်ပိုစားမှသာလေ AC တက်သွားတာဖြစ်။အဲ့တော့ကျွန်တော်အဓိကစားတဲ့အစာအုပ်စုက၃စုရှိတယ်ခင်ဗျ။ပရိုတင်းဆိုတဲ့အသားဓာတ်ရှိတယ်၊ကာဗွန်ဟိုက်ဒရိတ်ဆိုတဲ့ကစီဓာတ်ရှိတယ်၊ဖက်ဆိုတဲ့ AC ရှိတယ်။အဲ့မှာမှပရိုတင်းနဲ့ကာဗွန်ဟိုက်ဒရိတ်က1ဂရမ်မှာ4ကယ်လိုရီပဲရှိတယ်။ fat ဒီ 10g မှာ 9kg လို့ရှိတယ်ခင်ဗျ။နည်းနည်းတော့တိတ်သီးစားများ။ဆိုပါစို့ဗျာကျွန်တော်တို့ဒါတစ်နှစ်တာစားရမယ့်ကယ်လိုရီပမာဏကဒီဘုံကြီးတစ်ဘုံဒီဇလုံကြီးတစ်ခုဆိုချပါစို့။ဒီမှာ protein နဲ့ carbohydrate ကအလုံးသေးသေးလေးတွေပဲပေါ့နော်။များများထည့်လေများများထည့်လေထည့်လို့ရတယ်။ဒီကောင်ကြီးပြည့်စံမသွားဘူး။ဒီခွက်ကြီးပြည့်စံမသွားဘူး။ဒါပေမဲ့ fat ကတော့2ဆခွဲလောက်ရှိတာပေါ့နော်။မ9 calorie ဆိုတော့2ဆကြော်ကြော်လောက်ရှိတော့ကျွန်တော်တို့နည်းနည်းလေးထည့်လိုက်တာနဲ့ဒီဘုံကြီးကပြည့်စံသွားနိုင်တယ်။ကျွန်တော်တို့တစ်နှစ်တာစားရမယ့်ကယ်လိုရီကပိုရှံဖို့လွယ်သွားနိုင်တယ်။စီစားလို့အဆီတက်တာမဟုတ်ဘူး။ဒါပေမဲ့ ်သူက calorie dense ဖြစ်တဲ့အတွက်ကြောင့်မတိလိုက်မတိဖာတာစားမိတယ်ဆိုရင်နည်းနည်းလေးရှမ်းသွားမယ်ပြီးတော့ကျွန်တော်တို့အများကြီးစားဖို့လည်းအခက်အခဲဖြစ်တယ်အဲ့တော့ အဓိကစားမယ့်အစာအုပ်စုကိုကျွန်တော်တို့ရေဘူးအားဖြင့်စာပြန်နှွေးကြည့်မယ်ဆိုရင်ကျွန်တော်ပရိုတင်းဘာကြောင့်စားတဲ့တယ်လဲဆိုရင်ကျွန်တော်တို့တွေဝိတ်ချရောင်တက်တက်ဖြစ်နေတာမဟုတ်ဘူးလေခန္ဓာကိုယ်ချစ်ချစ်လေးလေးတင်းတင်းရင်ဖြစ်နေလူပြိုအပြိုကြားမ LGBTQ ဘသူပဲဖြစ်ဖြစ်ဘသူမှတော့ဟိုပေါင်ချင်ဆက်ပေါ်ဝေကြီးကြသွားရုံတက်တက်ဖြစ်နေတာမဟုတ်ဘူးအဲ့တော့ချက်သားလေးတွေနဲ့တင်းတင်းရင်ချစ်ချစ်လေးလေး lean တို့ tone တို့အဲ့လိုဖြစ်ဖို့အတွက်ချက်သားလေးတွေရှိဖို့လိုတယ်ဒီအတွက်ကြောင့်ပရိုတင်းဒီမရှိမဖြစ်လိုအပ်တယ်တရှိအသားတွေဥတွေနှုတ်တွေစသည်ဖြစ်ပေါ့နော်ဒါထားတော့နောက်တစ်ခုကကာဗွန်ဟိုက်ဒရိတ်ဒါကကြတော့လေတလွဲစပင်ကောင်းပြီးတော့ဒါကြီးကိုလွန်စွာမုံတိဂျိုရှာဆက်စုပ်ဖြတ် ောက်နေကြတယ်။ဂစီတက်ဓမင်းနေမစားဘူး။စံချုံပြောက်အလူဒါတွေမစားဘူးပေါ့နော်။ခေါက်ဆက်ကြစံနေမစားဘူးပေါ့။အဲ့တော့ကျွန်တော်ဓမင်းနေမစားဘူး။ ီကာဘွန်ဟိုက်ဒရိတ်တွေမစားတဲ့အခါမှာကျသွားတာရေဝိတ်တွေဖြစ်တယ်။မှန်တယ်ထမင်းတွေခေါင်းဆွဲတွေကျစမ်းနေကာဘွန်ဟိုက်ဒရိတ်တွေဖြတ်လိုက်တဲ့အခါမျိုးဆိုရင်ကျွန်တော်တို့ဝိတ်တွေကအမြန်ကျသွားတယ်။အဲ့ဒါရေဝိတ်တွေဖြစ်တယ်။နောက်တစ်ခုစိုးကျိုးတစ်ခုကကျွန်တော်ရှိမှပြောသလိုကြွက်သားလေးတွေတိဆောက်ဖို့အရေးကြီးတယ်။ကြွက်သားလေးတွေရှိမှသာလေခန္ဓာကိုယ်ကကြည်ကြည်လေးလေးတင်းတင်းရင်းဖြစ်မယ်။ကြွက်သားရှိဖို့အတွက်အလေးဝင်သုံးလေးခြင်းကနေကစားရမယ်။အလွယ်ပြောရဲဆိုရင်တော့ဝိတ်မှမခြင်းကစားရမယ်ပေါ့ဗျာ။ body weight တွေနဲ့ကစားလဲရတယ်။ဒါပေမဲ့ဟိုပီပီရောလေးကစားလို့မရဘူး။အလေးသေးသေးလေးတွေမှပြီးတုံချက်တုံချက်လုံးနေလို့မရဘူး။ထိထိမိမိစီစီပပိုင်းတနိုင် ေချာလေး close to failure ကိုကစားဖို့လိုအပ်တယ်အဲ့လိုကစားဖို့အတွက်ဒီကစီတက်တွေရှိမှသာလင်ခွန်အားအပြည့်အဝနဲ့ကျွန်တော်တို့ကကစားနိုင်မှာဖြစ်တယ်ဒါကိုကစီတက်တွေဖြတ်တောက်လိုက်တော့ဘယ်လိုလုပ်ကစားနိုင်တော့မလဲကစားမနိုင်မှတော့ဘယ်လိုလုပ်ခန္ဓာကိုချစ်ချစ်လေးလေးတင်းတင်းရင်ဖြစ်တော့မလဲအစာတွေကိုမှားနေအဲ့တော့ကစီတက်တွေကိုကျွန်တော်တို့ကအထိုက်လျောက်အသင့်အတင်တော့စားဖို့လိုအပ်တယ်ဟောနောက်ဆုံးပြောတဲ့အချက် fat fat မှာမှအားတချို့ကအမှုတ်တိရစ္ဆာန်စီတွေမစားဘူးငါတို့က cholesterol တွေများတယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ဘယ်စီပဲဖြစ်ဖြစ်တန်လင်းစီပဲဖြစ်ဖြစ်ကောင်းတဲ့စီပဲဖြစ်ဖြစ် 1g မှာ 9kcal ရှိတယ်အဲ့တော့ဒီ fat intake ကိုကျွန်တော်တို့ဘယ်လို adjust လုပ်ရမလဲဆိုတော့ feature လေးအသေးစိတ်ဆက်ပြောမယ်ကျွန်တော်တို့ကျမ်းမာရေး research တွေအရအနည်းဆုံးဒီအစီစားသုံးမှုကို35 gram နဲ့50 gram လောက်တော့အောက်ထစ်စားသုံးတင်တယ်ဒီနေရာမှာ အစီ35 90ဂရမ်နော်စီ35 90ဂရမ်မဟုတ်ဒါလေးကိုနားလည်ထားဖို့လိုတယ်ဆိုပါဆိုကျွန်တော်တို့ဒါကျမ်းမာရေးလေးလိုက်စားတယ်ပရိုတင်းပြည့်ပြည့်ဝဝစားရမယ်ဆိုတာလည်းတိတယ်သူများစုငွေကြေးလည်းနည်းနည်းအဆင်ပြေတယ်ပေါ့နော်အဲ့တော့ဘယ်လိုစားကြလဲဆိုတော့ကျွန်တော်ဒီလို stick လိုဟာမျိုးစားကြတယ်စားလဲကောင်းတယ်ပရိုတင်းလည်းပြည့်ပါတယ်ကျမ်းမာရေးအတွက်လည်းအဆင်ပြေတယ်ပေါ့ဗျာအဲ့တော့ထားပါတော့အဒီပုံမှန်ပြထားတဲ့ rib eye stick ဆိုရင်ကျွန်တော်တို့ဒါသူ့မှာအစီပါဝင်မှုကအနည်းဆုံး60 65ဂရမ်လောက်ပါဝင်တယ် ဒါတွေမကကျွန်တော်တို့ကထော့ပတ်လေးတွေနဲ့တေချာကောင်းမအောင်ချက်ပြုတ်တဲ့အခါမှာစုစုပေါင်းကယ်လိုရီက900လောက်ဖြစ်သွားနိုင်တယ်။ကဲဒီတပွဲနဲ့တင်ဗျာအစီရာခိုင်နှုန်းကလည်းများသေးကယ်လိုရီကလည်းတော်တော်များနေပြီဆိုတော့မဟုတ်သေးဘူး။ကျွန်တော်တို့ကစားတာတော့ဟုတ်တယ်ပရိုတင်းပြည့်ဝအောင်စားတယ်စားကောင်းအောင်စားတယ်ကျန်းမာရေးညင်ညင်အောင်စားတယ်အေးကယ်လိုရီ deficit လည်း maybe ဖြစ်ကောင်းဖြစ်နေနိုင်တယ်။ဒါပဲဗျာစားကောင်းကောင်းနဲ့အဒါကြီးပဲသုံးဖွဲ့ဆင့်စားလိုက်မယ်ဆိုရင်လည်းကျွန်တော်တို့ calorie deficit ဖြစ်ပေါ်ရလဲခက်ခဲသွားမယ်။ fat intake ကများနေတော့ခုနရေပုံဥပမာလိုပေါ့နော်ပုံထဲမှာတော့အလုံးကြီးတွေထည့်လိုက်တော့ကျွန်တော်တို့ကဒီပုံကြီးကပြန်ရှန်ဖို့တော့ကလွယ်လွယ်ကူကူဖြစ်သွားတယ်။ဒါလေးကိုသတိထားဖို့လိုရတယ်။ဆိုတော့ပထမဆုံးအနေနဲ့ခွဲခြမ်းစိတ်ဖြာမယ်ဆိုရင် လုံးဝ fat pure fat source ကိုကျွန်တော်တို့အရင်ဆုံးနားလည်ထားဖို့ဒါကတော့လုံးဝ C ပဲကျွန်တော်ဟင်းချက်တဲ့အခါဗျာဒန်လင်စီတွေဟင်းရဲစီတွေနေကြစီတွေတုံးကြတယ်အဒီလို C တွေပါမယ်နောက်ပြီးတော့ခုနကပြောတယ်ဒါ throw back လိုဟာမျိုးတွေရှိမယ် cheese လိုဟာမျိုးတွေရှိမယ်မြေပဲ throw back လိုဟာမျိုးတွေရှိမယ်ကျွန်တော်တို့ကျန်းမာရေးအတွက်စားသောက်နေတဲ့အစီအစံတွေရှိမယ် throw back ဒီလိုဟာတွေရှိမယ်ဒါကလုံးဝ pure fat အစီအုပ်စုအဲ့ဒီကောင်မျိုးကိုကျွန်တော်တို့မြန်မာလိုကြီးတစ်ဝက်ဒုံးတိဖြတ်လိုက်ကျွန်တော်စားနေတာတွေ list ချရေးလိုက် ငါဒီနေ့တနေ့ဒီ pure fat source ပေါ့နော်ဘာတွေစားနေလဲပေါ့အစီတီတန်အုပ်စုအဲ့ဒါတွေချရေးပြီးတော့အဲ့တုံးဆွဲမှုကိုကျွန်တော်မြန်မာလိုကြီးဒုံဒီအဝက်ချက်ချလိုက်ဒီပုံစံလေးပထမအဦးဆုံးကတ်နပ်ဦးသွားမယ်ဒုတိယအုပ်စုကကျွန်တော်တို့ protein ပဲဒါပေမဲ့အစီပါဝင်မှုများတဲ့ protein အဲ့ဒါတွေကဥပမာအပြင်ဆိုရမယ်ဆိုရင်တော့ကျွန်တော်တို့ဝက်သားတွေအမဲသားတွေပေါ့နော်ဒီအစီပါဝင်မှုများတဲ့အပိုင်းလေးတွေပေါ့နောက်ပြီးတော့ကြက်ဆိုရင်လည်းကြက်တောင်မန်လိုဟာမျိုးတွေတို့ဘိုးစားစားတဲ့သူဆိုရင်ခုနပြောတဲ့ stick လိုလို့ တဲဟာမျိုးတွေ stick စားတဲ့လူတွေအဲဘေကွန်တွေနောက်တစ်ခုဆိုရင်တော့ကြက်ဥပေါ့နော်ဒါကြက်ဥအနှစ်လဲပါမယ်ဆိုရင်တော့ကြက်ဥပေါ့ protein တော့ကျွန်တော်တို့ကများတယ် sausage တွေလဲပါတော့ protein တော့များတယ်ဒါပေမဲ့တစ်ဖက်မှာလဲ fat ပါဝင်မှုကများတယ်ဒါကလည်းမစားနဲ့လို့တော့လဲမပြောရက်ဘူး diet လုပ်နေတဲ့သူတွေဘယ်သူမှတော့ကြက်ရင်ပုံအချောက်တိုက်ဘယ်သူမှမစားခြင်းဘူး what ဟို what တာအမဲသားဆိုလဲလုံးဝ line သားကြီးတွေလုံးဝဟိုကြွက်သားကြီးတွေပဲရှိတယ်အဲ့လိုမာကြောနေတဲ့ဟာကြီးတွေအများတိုင်းကဘယ်သူစားနိုင်မလို့မြတ်စားခြင်းတာပေါ့နည်းနည်းလေးနုနုညံ့ညံ့လေးအဲ့တော့အဲ့ဒါလေးတွေကိုကျွန်တော်တို့ကအုံနဲ့စားတယ်မလား energy င်းနဲ့စားရမလားတနက်ကောင်းလေးဗျာတနက်ကောင်းလေးတနက်ကောင်းလေးတော့ကျွန်တော်တို့သေချာလေးအဆီများတဲ့ပရိုတင်းအုပ်စုလေးကိုစားမယ်ဒါပေမဲ့ကို list လုပ်ထားလိုက် နော်သုံးနဲ့လုံးတွေ့နေမိတာရှိတယ် list လောက်ထားလိုက်အဲ့ဒါကိုကျွန်တော်တို့ကစားမယ်ဒါဆိုရင်ကြံတဲ့နှစ်နှစ်မှာတော့ protein စားတဲ့အခါ sequence ရှိဖို့လိုတယ် pure protein source ကိုစားဖို့လိုတယ်ကြက်သားလေးကျွန်တော်တို့ list လောက်ကြည့်အောင်ကျွန်တော်တို့ဒါကြက်ရင်ပုံတွေရှိမယ်ဝက်သားအမဲသားဆိုရင်လည်းဝက်သားဆိုဝက်လိုင်းသားတို့နော်အမဲသားဆိုလည်း ground beef ပေါ့အဲ့လိုဟာမျိုးတွေရှိမယ်နောက်ပြီးတော့ကြက်ဥဆိုလည်းကျွန်တော်တို့ကြက်ဥအကာလေးတွေကြီးပဲတည်တန့်ရှိမယ်ချက်သားဆိုလည်းဗျာကဲကြက်ပေါင်လေးစားခြင်းနဲ့ဆိုရင်တော့အရေကုန်လေးစုပ်လိုက်မယ်ကြက်ပေါင်လေးစားမယ်ဆိုရင်လည်းဒါ pure protein source နည်းနည်းလေးဖြစ်တာပေါ့ဗျာနောက်တစ်ခုငါးဆိုရင် လည်းဒါအဖြူရောင်ငါးလေးတွေရှိမယ်ပစွန်ဆိုလည်းဒါအခွန်လေးတွေကောင်းလေးတွေဖယ်လိုက်မယ်ပစွန်ကောင်းလေးတွေရှိမယ်နောက်ပြီးတော့အဲ tuner လိုငါးလေးတွေရှိမယ်ဒါတစားနဲ့ပါတယ်နောက် tofu လိုဟာမျိုးတွေရှိမယ်ဒါစွားရရတာဟို complete protein source ဖြစ်တယ်နောက်ပြီးတော့ protein powder လေးတွေရှိမယ်ဒါက pure protein လေးတွေပေါ့ဆိုတော့ကျွန်တော်တို့ energy သုံးတဲ့စားတဲ့အခါအရသာရှိရှိတစ်နက်ကိုတော့စီပါဝမ်းမှုများတဲ့ protein လေးကို main shake စားမယ်တစ်နက်ကိုတော့စီကန်ရှိစွာ pure protein source ကိုစားမယ်ဒါလေးလေ make sure လို့ list လုပ်ထားဖို့လိုအပ်တယ် list လုပ်ထားမှာ၃ခုတည်ကျွန်တော်တို့ fat pure fat အဲလောကအစီကြီးပဲတည်တဲ့ဟာနောက်တစ်ခု protein တော့ protein ပဲစီပါဝင်မှုများတော့ protein နောက်တစ်ခု pure protein ဒါလေးတွေကို list လုပ်ထားမယ်ဆိုရင်မိတ်ဆွေတို့ဒါ AC short ချစားသုံးတဲ့နေရာမှာအများကြီးအထောက်အကူပြုတယ်ပြန်ပြီး wrap up လုပ်မယ်ဆိုရင်ကျွန်တော် pure fat source ကိုတော့မြန်မာလိုကြီးကျွန်တော်တို့တပတ်ကြီးဒုံးတိကြီးခတ်ချလိုက်မယ်ဒုတိယတစ်ခုက protein တော့ protein ပဲ fat များသော protein ကိုတော့ကျွန်တော်တို့၃နက်မှတစ်နက်ပဲစားမယ်။ချက်နှစ်နက်မှ pure protein ကိုစားမယ်။အဲဒါဆိုရင်ပထမလေးဝက်ချက်ဖြစ်တဲ့ C short ချစားသုံးပါဆိုရဲလေးဝက်ချက်ကိုမိတ်ဆွေတို့ရားသွားမှာဖြစ်တယ်။ရိုးရိုးလေးပဲเนาะပြောလိုက်တာတော့ C short ချစားသုံးဒါပေမဲ့စနစ်တကျဒီလိုမျိုးဂွင်းဆက်တွေချိတ်ပြီးတော့ အပေါ်စီးကနေတုံးတက်ကြည့်တဲ့အခါဒီဟာလေးကအများကြီးအလုတ်ဖြစ်မှာဖြစ်တယ်။အားကြောင့်လဲဆိုကျွန်တော်တို့ကအမတ်တမဲ့စားနေမိတာ။စီပြိုင်းမစားဘူးဆိုပေမဲ့ fat များတဲ့ protein တွေစားနေမိတယ် fat source တွေကိုမတိလိုက်မတိပါတာစားနေမိတယ် calorie deficit ဖြစ်ဖို့ကျွန်တော်တို့ကဒီမှာပုံရပြည့်ရှန်သွားတာမျိုးတွေဖြစ်နိုင်တယ်။အဲ့တော့အရင်ရေးကြည့်ပါတယ်။ဒါလေးကပထမချက်ပဲရှိပါသေးတယ်။ဒါဆိုရင်ကျွန်တော်တို့ဒုတိယချက်ကိုဇက်ကြည့်လိုက်အောင်။ရမနစ်လေးဝက်ချက်လမ်းလျှောက်ပါ။ဟာတခါလာလဲလမ်းလျှောက်ပါငခါလာလဲလမ်းလျှောက်ပါငါတို့တလောက် တေးအောင်လေးချိန်ခံနေပြင်းပြင်းထန်ထန်လှုပ်နေရတော့မကြတာနင်းကြီးတော်ကြီးလမ်းလျှောက်တာနဲ့ငါတို့ကကြာမလားမင်ဟာတာတွေမပြောနဲ့လို့ထင်ကောင်းထင်ပဲဒါကလမ်းလျှောက်ပါဆိုတာကျွန်တော်ကလူတိုင်းနီးပါးအလွယ်တကူလုံနိုင်ပြီးတော့ NEAT Non Exercise Activity Thermogenesis မြင့်မှုအတွက်ပြောတာဖြစ်တယ်။ဒါလေးကိုတော့ကျွန်တော်တေးချာလေးစီကပတ်ကုံလေးရှင်းပြပထမအဆုံးကျွန်တော်တို့အစီကြခြင်းတပဆိုတဲ့မိတ်ဆွေတို့ပြင်းပြင်းထန်ထန်ပက်ပက်ဆက်ဆက် circuit training တွေလုပ်ကြရဲ NSD ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းတွေလုပ်ကြရဲငါဒီတစ်ပတ်ကို calorie 2000လောက်လောင်ကျွမ်းသွားပြီအစီပဲသားကြီးဒါပေမဲ့ဟုတ်တယ်မိတ်ဆွေတို့အဲကာဒီယိုတွေပြင်းပြင်းထန်ထန်လုပ်နိုင်တယ်ကယ်လိုရီတွေလောင်ကျွမ်းသွားတယ်ချောင်းတကယ်ရောဖြစ်ထွန်းသွားလားရလက်ကောင်းသွားလားခန္ဓာကိုယ်မှာအသားရည်တွေရော်ရဲပြော့တွဲပြီးတော့အဆုံးသတ်သွားတာများတယ်ကျသွားတော့ကျသွားတယ်ဝိတ်တွေပေါင်းဆဲဆဲပေါင်းပေါင်း20ကျသွားတယ်ဒါပေမဲ့ခန္ဓာကိုယ်တွေရော်ရဲပြော့တွဲချိနဲ့ပင်ပန်းပြန်စားပြန်နာပြန်ဝနဲ့တန်လျာလဲနေတာမဟုတ်ဘူးလားအဲ့တော့အားလုံးရှေ့မှာ တည်ပြီးကြတိုင်းမယ်ကျွန်တော်ဗီဒီယိုပေါင်းများစွာမှာလည်းပြောပြီးသား resistant training အလေးဝင်သုံးလေးခြင်းခံနေလောအောင်မယ်ကြောသားတွေတိဆောက်အောင်ဒီအပိုင်းတွေတော့ဒီမှာမပြောတော့ okay ပုံမှန်အားဖြင့်မိတ်ဆွေတို့ကြောသားတွေတေချာတိဆောက်တယ်ကောင်းတယ်ဒါပေမဲ့ဒီဟာကိုစီချာနှုတ်ဖြစ်စဉ်ကိုမြန်ဆန်စေဖို့ဘာဖြစ်လို့ဒီလမ်းလျှောက်တာကိုထည့်ပြောလဲဆိုတော့ကျွန်တော်တို့ဒီမှာခန္ဓာကိုယ်ကြီးကတနစ်တာ energy သုံးဆွဲနေတဲ့ပုံစံရှိတယ်တနစ်တာ တုံးဆွဲနေတဲ့ energy စွမ်းအင်ပမာဏမှာ exercise လုပ်လို့လောင်ကျွမ်းနေဆိုတာက900ခန့်နှုန်းပဲရှိတယ်။အဲဒါကြောင့်မို့ကျွန်တော်အမြဲတမ်းပြောတာလေ့ကျင့်ခန်းလုပ်ပြီးတော့ calorie လောင်ကျွမ်းမှုမစိုးစားနဲ့။အများဆုံးလောင်ကျွမ်းနေတာကတော့ resting metabolic rate ပေါ့နော်။ကျွန်တော်တို့အိပ်နေစဉ်အတွင်းနားနေစဉ်အတွင်းလှည့်လျောင်းနေစဉ်အတွင်းမှာလောင်ကျွမ်းနေတဲ့ calorie ပမာဏ resting metabolic rate အဲဒါကြီးကတော့များနေဖို့လိုတယ်။အဲဒါများဖို့အတွက်အဲဒါကြောင့်မို့ကျွန်တော်လေ့ကျင့်ခန်းလုပ်တဲ့အခါကြောသားတိဆောက်တာကိုလုပ်ခိုင်းတာ။ကြောသားတိဆောက်တဲ့အခါမှာဒီကောင်ကြီးကများနေတယ်။အဲဒါဆိုဒီတစ်ပိုင်းပြီးသွားပြီ။ဒီလမ်းလျှောက်တာဘာလဲဆိုရင်အဲ့မှာကြီးကြီး NEAT exercise activity ထက်ပိုများတယ် NEAT ကဒါကြီးကိုကျွန်တော်တို့အမြတ်ထုတ်ဖို့လိုအပ်တယ်အဲ့ဒါအရှင်းရှင်းလေးပြကျွန်တော်တို့အင်တန်ရှင်လေးလုပ်တဲ့တပြက်စီလေးတဲ့ပကံစီတဲ့ဝက်ရှော့တဲ့ကြမ်းတိုက်တဲ့ခွေးကြောင်းတဲ့အဲ့လိုမျိုးပေါ့အဲ့လိုမျိုး တနေ့တာလှုပ်ရှားသွားလာမှုတိတိတတ်တန်ရဲ့ exercise လုပ်တာမဟုတ်ဘူး active lifestyle နေတာဒါပဲပဲဗျာဟိုလူတိုင်းက9 to 5လုပ်နေရတဲ့သူတွေရှိတယ်အလုပ်တွေအများများနေတဲ့သူတွေရှိတယ်ဟိုအိမ်တော်ချိန်မှဖြစ်ပင်မဲ့လေဒီအိမ်မှုကိစ္စတွေလုပ်တဲ့သူရှိချင်မှလည်းရှိမယ်မလိုအပ်လို့မလုပ်တာလည်းဖြစ်မှာပေါ့နော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်တူတူကိုကိုလမ်းလျှောက်တာလေးရတော့လုပ်နိုင်တယ်အဓိကတိတိတတ်တန် exercise လုပ်တာမဟုတ်ဘဲနဲ့ဒီ physical activity လေးနည်းနည်းလေးမြင့်တင်တဲ့သဘောလေးပဲ တော့အဲ့ဒါကြောင့်မို့လမ်းလျှောက်ပါဆိုတာလေးကိုကျွန်တော်ဒီတိုင်းလေးထည့်ပြောလိုက်တာကဲဒီနေရာမှာလမ်းလျှောက်ပါဆိုတာငါတို့အားမနေဘူးအဲ့လောက်ချိန်မရှိဘူးနိုင်ခွက်လောက်တော့ချိန်ပေးနိုင်တယ်မလားအဲ့ဒါဆိုရင်တော့ဒီဂျပန်လမ်းလျှောက်ဒီ method လေးကို make sure တော့တုံးလို့ရတယ်3မိနစ်လောက်ကတ်တွတ်တွတ်လေး ဘရစ်ပေါ့ကိုခက်မြမြန်လေးရှူ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 နဲ့လမ်းလျှောက်လိုက်မယ်၃မိနစ်ကိုပြန်ပြီးတော့နှင်းနှင်းလေး AC လေးပဲလမ်းလျှောက်မယ်၃မိနစ်ကိုရှူ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 လမ်းလျှောက်မယ်၃မိနစ်ကို AC လေးပဲလမ်းလျှောက်မယ်အဲ့ဒါမျိုးလေး나ကြီးခွဲလုံမယ်ဆိုရင်တော့မှအနည်းဆက်ဆုံးမိတ်ဆွေတို့ဒါခြေလမ်းတစ်တောင်းလျှောက်တာနဲ့အနည်းဆက်ဆုံးတော့အနည်းဆက်ဆုံးသွားပြီးဆင့်တူ나ကြီးခွဲလောက်တော့သူကိုကိုချိန်ပေးနိုင်မယ်လို့ကျွန်တော်ယူဆတယ်အဲ့လိုမဟုတ်ဘူးဆိုလည်းကိုကဒါတစ်နေ့ဒါခြေလမ်းလေးတွေပေါ့နော်တစ်ထိုင်နဲ့ခြေလမ်းတစ်တောင်းမပြည့်ဘူးဆိုရင်တော့မှ9000 8000 1000စသည်ဖြင့်ပေါ့များလေကောင်းလေပေါ့အဲ့လိုမျိုးလေးလှုပ်စေချင်တာအဓိကဒီ NEAT ကိုကျွန်တော်တို့ကအမြတ်ထုတ်စေချင်တာအဲ့တစ်ဖက်မှာလည်းပြောကြမယ်ဒါဆိုရင်ဇောတခတ်တက်မှာပေါ့နော်ဟုတ်ပြီငါတို့ကယ်လိုရီပိုလောင်ကျွမ်းမှုလောက်တာမဟုတ်ဘူးလားငါတို့ကလှုပ်နိုင်တယ်တန်နိုင်တယ်မြန်နိုင်တယ်ပို့ပြီးတော့လှုပ်လိုက်မယ်ကွာဆိုပေမဲ့ဒီ research မှာ तू ကမင်းတို့ဟုတ်တယ် exercise ကိုအရင်ကြီး calorie လောင်ကျွမ်းရင်းကိုတုံးမြင့်လိုက်တယ်ဆိုပေမဲ့ဒီ NEAT ကပြန်ပြီးတော့ short ချခံလိုက်ရတယ်ပြန်ပြီးတော့ check and balance ပြန်ညှိခံလိုက်ရတယ်ဟိုမျိုးလုံးနဲ့မြင်အောင်ပြောမယ်ဆိုရင်ညာမင်းတို့ gym မှာ class နှစ်ခုလောက်ကိုတပြိုင်တည်းဝုန်းလိုက်တယ် join လိုက်တယ် လုံးဝ energy အပြည့်ပဲအေးဆေးပဲကင်လိုက်။ဒါပေမဲ့ပြန်လာတဲ့အခါမှာကျွန်တော်တို့တနေ့တိုင်းလှုပ်ရှားမှုကတိတ်မရှိတော့ဆိုဖာမှာပြစ်လဲလိုက်တယ်၊နှားလိုက်တယ်၊တိတ်အလုပ်တွေတော့တခြားမလုပ်ချင်တော့ဘူးလုံးဝ rest လုပ်လိုက်တာများတယ်။အဲ့တော့ NEAT ကပြန်ညှိခံလိုက်ရတယ်။ကျွန်တော်ပြောတာမယုံဆိုဒီ research မှာအသေးစိတ်ဖော်ပြထားတယ်။ဒါပေမဲ့သူကတော့ဟို꽌ပြမှုအမျိုးမျိုးအဖုံဖုံရှိတာပေါ့နော်။ကြားမှနောက်ပြီးတော့ကြွက်သားများတယ်လူနည်းတယ်လူအမျိုးမျိုးရှိတယ်။ဒါပေမဲ့တေချာတာတော့ကျွန်တော်တို့ကဒီ exercise ကိုပြင်းပြင်းထန်ထန်ပြတ်ပတ်ဆက်ဆက်လုပ်လိုက်မယ်ဆိုရင်ကျွန်တော်တနေ့တိုင်းလှုပ်ရှားမှုကနည်းကိုနည်းသွားတယ်။ဒါယထာဘူဒ်ကြကြစဉ်းစားမယ်ဆိုအကောင် ုံးသိတယ်။နောက်ပြီးတော့စာစာနဲ့စားဖြစ်တယ်လေ။ငကိုရင်းက ်ဝါတဲ့သူတွေအစားတောက်ကြိုက်တယ်ခက်ချမ်းချမ်းလှုပ်လိုက်တယ်ဆိုပြီးတော့ကိုကိုကို reward စုချတဲ့အနေနဲ့တွယ်ဖြစ်တယ်အဲ့တော့ exercise ကို calorie လောင်ကျွမ်းရင်းတက်တက်အဲ့လိုကြီးသွားမလုံနဲ့ NAD ကိုတက်နိုင်တယ်လောက်မြင့် NAD မြင့်မှုဆိုတာဟုတ်တယ်ကိုကအိမ်မှုကိစ္စတွေလုပ်တယ်တခြားသော physical activity များတဲ့သူဆိုရင်တော့ကိစ္စမရှိဘူးဒါပေမဲ့ဒီဘက်ကမှာ sedentary lifestyle အထိုင်များတဲ့သူတွေများတယ်ဒီ research မှာဆိုရင်လည်းကျွန်တော်တို့ဒီအထိုင်များတဲ့ lifestyle နဲ့နည်းနည်းလှုပ်လှုပ်ရှားရှားလှုပ်ဝါတဲ့အလုပ်လုပ်ရတဲ့သူတွေပေါ့နော်အဲ blue walker လုပ်သားတွေပေါ့အဲ့လိုရှင်ကြည့်လိုက်တဲ့အခါမှာ calorie လောင်ကျွမ်းမှုကဘယ်လောက်กว่าလဲဆို2000လောက်တောင်กว่าနိုင်တယ် ဒီတိုင်းပဲเนาะကိုယ့်လုပ်ကိုယ်လုပ်နေကြရတယ်ပဲเนาะ exercise လောက်တာမဟုတ်သေးဘူးအဲ့လောက်ထိ꽈နိုင်တယ်ဒါပဲဗျာအားလုံးကတော့ကိုယ့်ရဲ့အလုပ်အကိုင်ရွေးချယ်မှုတွေကိုယ့်ရဲ့ဒီ lifestyle တွေမတူရဘူးလေအတင်းကြီးသွားပြီးတော့အမင်း active lifestyle နေရမယ်သွားပြောလို့မရဘူး sedentary lifestyle လုပ်နေတဲ့သူတွေဒါတွေကိုလည်းအပြစ်ပြောလို့မရဘူးအဲ့တော့အတတ်နိုင်ဆုံးကျွန်တော်တို့က ် NAD များဖို့ Adelaide တိုင်းရဖို့လမ်းလျှောက်ပါဆိုပြီးပြောတာအဲ့တဘောလေးကိုနားလည်ပဲထင်တယ်အာမင်းတို့ကဒီချိန်ကတလောက်ပြင်းပြထန်ထန်လုံနေတာမကြတာဒီလမ်းလျှောက်တာလေးနဲ့မင်းရမလားကွာဆိုပြီးတော့အထင်မှားစေနဲ့အဲ့လောက်ထိချိတ်ဆက်ပြီးတော့ဆက်ဆက်ပြီးစဉ်းစားကြည့်မယ်ဆိုရင်ဘာလို့ဒါလေးကိုပြောလဲဆိုတော့တဘောမှမထင်နဲ့အဲ့တော့ပုံမှန်လျှောက်နိုင်တဲ့သူကရှောင်း9000 1000 target လေးထားပြီးတော့တစ်ချိန်နဲ့မပြည့်ရင်တော့မှခွက်ခွက်ပြီးလျှောက်သွားလဲရတယ်ခုနကနိုင်ကွက်လောက်ပဲအချိန်ပေးနိုင်တဲ့သူကလည်းဒီဂျပန်လမ်းလျှောက်နည်းလေးကိုသုံးပြီးတော့လေလုံလို့ ရတယ်ဒါဆိုတော့ဒုတိယလေးဝက်ချက်လေးကအလွယ်ပြောမယ်ဆိုရင်တော့လမ်းလျှောက်ခြင်းပေါ့နော်ဒါလှုပ်လှုပ်ရှားရှား active lifestyle နေပါ NAD များနိုင်တယ်များများအောင်ကြိုးစားပါနံပါတ်3လေးဝက်ချက်လေးကတော့မလိုအပ်ဘဲနဲ့မစားပါနဲ့ ဘာမလို့အဲ့လိုမစားတာမဟုတ်ဘူးငါတို့ကကြိုက်လို့စားတာဆိုရင်တော့လည်းရှုပ်ကုန်မယ်ပေါ့နော်ဥပမာတစ်ခုပေးချင်တာကကယ်လိုရီဒက်ဖစစ်လုပ်တယ်ဒါကြောင့်လေကျွန်တော်တနေ့တာလိုအပ်တဲ့ကယ်လိုရီကိုရှော့စားတယ်အဲ့ကြရင်ကျွန်တော်ခန္ဓာကိုယ်ကအသက်ရှင်ဖို့စွမ်းရည်လိုအပ်တယ်အဲ့စွမ်းရည်ကိုဘယ်ရရလဲပြင်ပြချင်းအပြင်တော့ကျွန်တော်ပိုရှန်နေတဲ့အစီတွေကနေကျွန်တော်တို့တွားပြီးတော့ဖြိုခွဲပြီးတော့ယူလိုက်တယ်ပေါ့နော်အဲ့ပုံစံနဲ့တွားတော့အကယ်၍ပြအစာတွေကလိုဘက်နဲ့မစားဘူးဆိုရင် ကယ်လိုဒက်ဖစ်စစ်ကများများဖြစ်နေမှာပဲအဲ့တော့အများကြီးရှော့စားခိုင်းတာမဟုတ်မလိုအပ်ပဲမစားနဲ့ဆိုတာဒီလိုမျိုးဟိုခလေးကလားပေါ့ကျွန်တော်တို့ကဟုတ်ဒီကိုယ့်အကိုစားနေတာဒါရိုက်လုံနေတာအကောင်အဲ့တို့အိမ်မှာကလေးတွေကမမုတ်ကလေးတွေစားနေကိုယ့်ဘိုင်ညာမို့ဟေးအေးစကားလေးကြောင်းသွားစားရုံးမှဆိုလေကိုယ့်အကိုအေးစစ်ဒါရိုက်လေးထိမ့်သိမ့်လုံနေတာအကောင်တကယ်ချင်းတွေကအေးဘာညာဟိုကတခြားတပတ်မှန်သွားရင်းနဲ့ပေါ့တကြွရကြွရကြွအဲကြွရကြွရကြွအဲစားစားပစ်ကိုခဲ့ရဗျာဟိုနည်းနည်းကြည့်နေတယ်ဘာမှဟိုကိုကြိုက်လို့ရေရွက်ချက်ရှိရှိစားတာချစ်မီးလောက်တာလဲမဟုတ်ဘူးအဲဆိုပါစို့ ဒီလိုလက်လေးတစုပ်ပေါ့ဒီအာလူကျော်လေးလက်လေးတစုပ်စားမိမယ်ဆိုရင်ကျွန်တော်တို့ပြန်မြခြင်းအားဖြင့်ပေါ့အာ25မိနစ်26မိနစ်လောက်ကျွန်တော်တို့ jogging ပြန်လုပ်ရမှာအဲ့တော့စားသမားကိုဟိုအစဒီ training လုပ်ပြီးတော့ calorie လောင်ကျွမ်းရမယ်လို့ပြောတာမဟုတ်ဘူးဘာမှမဟုတ်ဘဲနဲ့ဗျာဒီဒါလေးသွားစားမိတာကအပိုကြီးကျွန်တော်တို့မှာ flour ကြီး calorie deficit လေးကိုအနောက်ရှက်ဖြစ်တယ်ဆိုတာလေးဆိုလိုချင်တာအဲ့နောက်တစ်ခုကကျွန်တော်တို့ဒီဥပမာလေးနဲ့စဉ်းစားကြည့်ပါကျွန်တော်တို့ဒီ တချို့နေ့တွေတိတ်ပြီးတော့နေထိုင်မကောင်းမုတ်တိတ်မလာဘူးဆိုရင်မစားဖြစ်ဘူးမလားအေးအဲ့လိုမျိုးလေးကျွန်တော်တို့အဲ့ဒါလေးကိုအခွင့်အရေးယူတင်တယ်ဘယ်လိုလုပ်တင်လဲဆိုတော့ကျွန်တော်တို့ဗျာအလုတ်တိတ်များတဲ့သူတွေရှိတယ်တော်တော်များများအဲ့ဒါကိုအခွင့်အရေးမယူနိုင်ဘူးတနေ့လုံးဇန်ဝင်နေတယ်မီတင်တွေလုပ်နေတယ်ဒါလုံးဝအရေးကြီးတဲ့ project တွေကိုဖျက်နေတယ်အာမန်ကန်လုံးဝမုတ်ဝင်ဒိုင်းဒိုင်းနဲ့လုံးဘာမှမစားဘူးညလည်းရောက်တော့ဒါကြီးလည်းပြီးသွားရော အာ application ကမှဆိုင်မှာတွားပြီးတစ်ဖြည်းတစ်ဖြည်းဆာငါတနေ့လုံးဘာမှမစားသေးဘူးငါအလုပ်တွေလည်းပင်ပန်းထားတာခေါင်းတွေလည်းပူထူထားတာတော်ပြီဟေ့ဆိုပြီးတော့နှစ်ရက်နှစ်ရက်စာလောက်တွေ့လိုက်အဲ့လိုတော့မလုပ်စေချင်အဲ့ဒါလေးကိုကျွန်တော်အခွင့်အရေးယူစေချင်တယ်အဲ့တော့အာမင်းအလုပ်များရကြတယ်ကွာငါကမှကြက်ရင်ပုံပြုတ်စားမှာလားဒီလောက်မှငါအကြီးကြီးတွေကိစ္စအကြီးကြီးတွေခေါင်းပူခံပြီးတော့ဘိုက်စာပဲစဉ်းစားတာညနေစာကြီးကိုငါအချောက်တိုက်ကြီးစားမှာလား healthy food တွေစားမှာအဲ့လိုလည်းမဟုတ်ဘူးလေဗျာအဲ့ဒါကိုချင်းမစားပဲပြောတာဖြစ်သွားပြီအဲ့တော့အဲ့လိုနေလေးတွေကတော့မဲဆွေတို့ဗျာဘဝအတွက်အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေချရမယ်အရေး းကြီးတဲ့ project နေတွေရှိနေတာကြိုသိတာပဲအဲ့တော့အဲ့လိုနေမျိုးမှာဆိုရင်ကျွန်တော်တို့ကကြိုပြီးတော့ပြင်လိုက်လို့ရတယ်ကျွန်တော် example လေးအနေနဲ့တော့ဒါဒီအဲ့နေ့တနေ့စာလေးပေါ့နော်ကျွန်တော်အတက်နိုင်ဆုံးဒီမှာပုံလေးနဲ့ကျွန်တော်ပြထားတယ်ဒီ example လေးအနေနဲ့စားလို့ရတယ်အဓိကပြောချင်တာကတော့ဟုတ်တယ်ဘယ်သူမှတော့ အမြဲတမ်းအဲ့လိုနေမျိုးတွေလည်းမရှိနိုင်ဘူးဟိုနေလို့ထိုင်လို့မကောင်းတာကိုလည်းအခွင့်အရေးယူခိုင်းတာမဟုတ်ဘူးဆိုပါစို့ပုံမှန်လူပဲဆိုရင်ကျွန်တော်ဂျင်မသွားဖြစ်ဘူး rest day ရှိတယ်နားရရက်တွေရှိတယ်အဲ့ကြရင်တော့ဗျာအများကြီးအသက်တန်ဖြဲမဲပြီးမစားနေတော့ဘောတနေ့တော့ calorie deficit လုပ်လိုက် protein လေးကိုကျွန်တော်တို့ပြင်အောင်စားလိုက်မယ် carbohydrate လည်းအများကြီးရမ်းရင်းတော့ low data တော့မဟုတ်ဘူးလေ fat intake ကိုလည်း short ချလိုက်လို့ရတယ်ပြောချင်တာအဲ့ဒါလေးကိုကျွန်တော်အခွင့်အရေးယူလိုက်အရင်အလုပ်များတဲ့သူဆိုရင်လည်းကြုံမသွားစေနဲ့အဲ့ဒါအောင်မှကိုကအစိုးရရဲ့အကောင့်ဖြစ်အောင်အခွင့်အရေးယူပြီးတော့ခုနကလို list လုပ်ထားသလိုမျိုး snack လေးတွေစောင့်တာကျွန်တော်ဒီမှာပြထားသလိုမျိုးနော် snack လေးတွေစောင်းထားပြီး breakfast လေးကိုတက်တက်ရဲ့စီစဉ်ထားတယ်အဲ့လိုမျိုးလေးစားမယ်ဆိုရင်စိုးရရအကောင်ဖြစ်သွားမယ်အဲ့လိုမျိုးရရင်အလုပ်မရှုပ်တဲ့သူရေးကြီးတဲ့ကိစ္စမရှိဘူးဆိုရင်လည်း rest day မှာကျွန်တော်အဲ့လိုမျိုးလေးလုပ်လိုက်မယ်မစားဘဲနဲ့မစားနဲ့ဘလို့ဘဲနဲ့မစားနဲ့ပောက်ကရစားရလဲရှောင်းလိုက်အများတိုင်းဟုတ်တယ်ပုံမှန် calorie 2500လိုအပ်တယ်2000ပဲစားတယ်အဲ့ဒီမှာကျွန်တော်1900 1500လောက်စားလေ rest day မှာရှားတာပဲအဲ့လိုမျိုးလေးကျွန်တော်ကအခွင့်အရေးယူလိုက်စီချင်တာဒါလေးရလေးဝက်ချန်နံပါတ်တော့ကဲနောက်ဆုံးပိတ်အိတ်နဲ့လွယ်လေးဝက်ချန်နံပါတ်လေးကိုစက်ကြည့်လိုက်အောင်နောက်ဆုံးကတော့ food selection အစားအသောက်ရွေးချယ်ခြင်း င်ကျွန်တော်တို့အားလုံးသိပြီးကြတာအတိုင်းပဲကယ်လိုရီရှော့စားရမယ်။မှန်တယ်။ကျွန်တော်တို့ပီဇာတွေပါဂါတွေစားတယ်ကယ်လိုရီဒက်ဖစစ်ဖြစ်တယ်ဆိုရင်ကျမှာလားဆိုကျမှာ။ဒါပေမဲ့လက်တွေ့မှာရရှိမဖြစ်နိုင်ဘူး။ခန္ဓာကိုယ်အချိုးအစားကလည်းဘလို့မှအဆင်မပြေနိုင်တယ်လို့ကျန်းမာရေးအတွက်လည်းဆိုကြတယ်အများကြီးရှိတယ်။အဲ့တော့ဘာတွေရွေးချယ်ရမလဲဆိုတော့ရိုးရိုးလေးကျွန်တော်စဉ်းစားကြည့်အောင်ကျွန်တော်တက်နိုင်တဲ့လောက် process food တွေကို short ကယ်လိုရီ2000 2000စားတာချင်းအတူတူဗျာဒီဘက်မှာကျွန်တော်တို့ high carbohydrate high fat low protein အဲ့လိုပုံစံစားတာရှိတယ်ကျွန်တော် high protein ကာဘိုဟိုက်ဒရိတ်ကို complex carb တွေစားမယ်အများစုပေါ့နော် fat ကိုလည်းတန်းနိုင်တဲ့လောက်လျှော့ချမယ်ကယ်လိုရီအားဖြင့်အတူတူပဲအဲအဲ့လိုမျိုးလေးကျွန်တော်တို့ကအစားအသောက်ရွေးချယ်မှုကိုကွာသွားမယ်ဆိုရင်အများကြီးကွာသွားနိုင်တယ် protein ပါလို့များများစားခိုင်းလဲဆိုရှေ့မှာပြောသလိုဟုတ်တယ်ကြောသားတိဆောက်ဖို့ဘာညာပါသလိုမျိုးကျွန်တော်တို့ကသူက stomach effect of food ကမြင့်တယ်သူ့ကိုပဲစားပြီးတော့ကယ်လိုရီလောင်ကျွမ်းတာများတယ်ဗျာဆိုပါစို့ကျွန်တော်တို့ protein 100ကယ်လိုရီလောက်စားလိုက်တယ်ဆိုရင်20-30ကယ်လိုရီလောက်ကိုအစာခြေဖြတ်အစာဆုပ်ယူဖို့တုံးတယ် stomach effect ဟိုမြင့်တယ်အစာလဲခံတယ်နောက်ပြီးတော့ဒီ complex carb တွေပေါ့ကျွန်တော်တို့ fiber များတဲ့ carbohydrate တွေစ ဆားမယ်ဆိုရင်လည်းကြာကြာလေးအစာခန့်တယ်အဲ့အတွက်ကျွန်တော်တို့ကခဏခဏပြန်မစားဘူးဘာလို့ high protein ကိုစားစီလဲဆိုတော့ကျွန်တော်ဒီ research မှာဘယ်လိုပြောပြထားလဲဆိုရင်ကျွန်တော်တို့ဟုတ်တယ် high protein diet စားတဲ့သူကတနေ့တာလောင်ကျွမ်းတဲ့ကယ်လိုရီ၄900ရာခိုင်နှုန်းကိုမြင့်တက်သွားစေတယ်အဲ့ thermic effect of food ဆိုတဲ့ကိစ္စလေးဟုတ်တယ်ဒါက၄900ရာခိုင်နှုန်းဘာမှမပြောပါတော့ဘူးပါးပါးလေးဆိုပေမဲ့ကျွန်တော်တို့က7မိနစ်လောက် jogging ပြေးတာလေးနဲ့ကျွန်တော်တို့ကသွားညီတယ် ဘာပဲပြောပြောဗျာ calorie deficit လောက်တာချင်းအတူတူ7မိနစ်လောက် jogging ပေးတဲ့ calorie လောင်ကျွမ်းမှုလေးကိုကိုကရနေတာတရက်တရက်တော့အများကြီးမသိတာဘူးဆိုပေမဲ့ရက်ပေါင်းများစွာဆိုရင်မိတ်ဆွေစဉ်းစားကြည့်လိုက်ဒါက high protein diet ဘာလို့စားတင်လဲဆိုတော့ဒါမဲ့ effect of food မြင်တယ်ကျော်သားတွေရှေ့မှာတိစောက်ဖို့လိုအပ်တယ်ဘာညာဒါကျွန်တော်ပြောခဲ့ပြီးသား အဲ့တော့ဒီ research တစ်ခုရှိတယ်။နောက် research တစ်ခုကကျွန်တော်ပြောတယ် complex carb တွေစားပါ fiber များတာတွေစားပါ။ဒါလေးတွေစားခြင်းအပြင် calorie 2100စားတာချင်းအတူတူပဲ group A နဲ့ group B ။ group A ကတော့ကျွန်တော်တို့ process food တွေစားတာများတယ် fiber နည်းတယ်။ group B က complex carb တွေစားတာများတယ် fiber များတဲ့ဟာတွေစားတာများတယ်။အဲ့တော့သူတို့ကဘာကွာလဲဆိုတော့ဗိုက်ပြေတာအစာခံတာလေးတွေရှိတယ်ဝမ်းမှန်တယ်ကျန်းမာတယ်ဟုတ်တယ်ကယ်လိုရီဒက်ဖစစ်လောက်တာချင်းအတူတူ ဘိုက်လေးကလည်းအစာခံနေမယ်ဝမ်းလေးလည်းမှန်နေမယ်ကျန်းမာရေးလေးလည်းပို့ပြီးတော့ကောင်းနေမယ်ဆိုရင်ဘယ်ဟာကပို့ပြီးတော့ရေရှည်လက်တွေမှာအလုပ်ဖြစ်မလဲဆိုတာရိုးရိုးလေးစဉ်းစားကြည့်လိုက်လူတိုင်းသဘောပေါက်နားလည်မှာဖြစ်တယ်အဲ့တော့ဟုတ်ပြီလွယ်တယ်ဒါပေမဲ့တို့တွေ Asian culture မှာက protein စားတာနေတယ်အသားလေးတစ်ဒုံသမင်းရတစ်စလုံးအရွက်ကလည်းပါတဲ့အခါပါတယ်မပါတဲ့အခါမပါဘူးနေဖက်ငပိရည်နဲ့စားလိုက်ရတဲ့ကိစ္စတွေလည်းရှိတယ်အဲ့တော့မှန်ပါတယ်ကျွန်တော်တို့ကဒီအပြောလဲတဲ့လောက်အလုပ်ခက်တယ်ပေါ့နော် လက်တွေ့မှာလုတ်တဲ့အခါမှာကျွန်တော်ဖြည်း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 ချင်းကျွန်တော်ပြင်ဆင်သွားဖို့လိုအပ်တယ်။ကာဗွားရိတ်ကိုကျွန်တော်တို့ကတက်နိုင်သလောက်နည်းနည်းနည်းရှော့စားမယ်။အတုံးမြုပ်ကတော့ကျွန်တော်တို့လွယ်ပါတယ်။ fiber လေးကိုကျွန်တော်တို့တိုးစားမယ်။အသားလေးကိုလည်းတက်နိုင်သလောက်များများစားဖို့ try ကြည့်မယ်စူးစမ်းကြည့်။မစိုးဘူးလေ။ဘာပြောတယ်မ benefit လေးကတခုပိုရတာ။ဟုတ်တယ် total calorie amount ကတော့အတူတူပဲစားရဆိုပေမဲ့ကျွန်တော် fiber များများစားတယ် complex cup တွေစားရယ် protein high protein diet လေးစားရယ်ဆိုရင်ဒါလေးကသွားပြီးတော့အားသာချက်ကလေးကသွားရှိတယ်ဒါလေးကိုနားလေဖို့လိုတယ်အဲ့အတွက်ကြောင့် ကျွန်တော်ရှေ့မှာအမြဲပြောတယ်ကျွန်တော်တို့ကအစားလျှော့စားတဲ့အစားလျှော့စားတဲ့ calorie deficit လို့တဲ့ဒါနဲ့တင်းမနေနဲ့ဘယ်ဟာက protein လဲဘယ်ဟာက carbohydrate လဲဘယ်ဟာက fat လဲအ protein မှာမှခုနကပြောသလိုဇီများတဲ့ protein ရှိတယ်ပြူဝ protein ရှိတယ်အ carbohydrate ဆိုရင် starchy တွေမှာမှကျွန်တော်တို့ complex carb ရှိတယ် simple carb ရှိတယ်အဒါလေးတွေသိထားမယ်ဆိုရင်ကျွန်တော်တို့ကကောင်းကောင်းဒီ food selection လုပ်တဲ့နေရာမှာကွာသွားတယ် calorie short စားရုံတတ်တတ်အလုပ်ဖြစ်တယ်ဆိုရင်ကျွန်တော်တို့တော့မလိုတော့ဘူးပေါ့ဗျာအားလုံး calorie short စားဟေးဟေးနဲ့ပြီးနေပါဘောအလိုရင်းမရဘူးဆိုတာဒါလေးတွေနားမလည်လို့ဖြစ်တယ်ဆိုတော့ ထမအဆုံးအနေနဲ့ဒါလေးကိုအကြံပြန်နားလည်ထားဖို့လိုတယ်။ခေပြင်းချင်းတစ်ခုချင်းကျွန်တော်တို့ကလက်တွေ့ပြင်ဆင်သွားဖို့လိုတယ်။ဒီနေရာမှာဟိုပုံသေးကားချက်လှေနံဓာတ်တက်ကြီးမလုံးစေချင်တာခမ။ဟာအုတ်မီးစားရမယ်ဆိုပြီးတော့တခါမှမစားဘူးလေအုတ်မီးတွေဝဲလာတယ်။စားကြည့်တော့လည်းအရသာမရှိပိုက်ဆံနေလေကုန်ဒီခေတ်ရှားဖွေရလွဲတာမဟုတ်ဘူးလိုက်စားစရာမလိုကို့အထာလေးနဲ့ကို့ကိုက်ညီတဲ့ဟာကိုလုပ်ဖို့လိုတယ်။အဓိကကတော့ဒါလေးရကာဗွန်ဟိုက်ဒရိတ်ဒါကတော့ simple cup ဒါကတော့ process food တွေဖြစ်တဲ့ဒါကတော့ complex cup စသည်ဖြင့်ဒါလေးတွေနားလည်မယ်။ protein ဆိုလေခုနကပြောသလိုပေါ့နော်။ fat ဆိုလေအဲ့လိုမျိုးအရင်ဆုံး ကျွန်တော်တို့ကအဲ့လိုမျိုးလေးခွဲခြားစိတ်ဖြာလေးလာပြီးတော့မှလက်တွေလိုက်လုံးမယ်ဆိုရင်အဆင်ပြေတယ်။အဒီတိုင်းကြီးပြဟိုလူကဟိုဟာစားလို့ဒီဟာစားဒီလူကဒီဟာစားလို့ဒီဟာစားသူမြ fasting ဆိုလို့ fasting သူမြ keto ဆိုလို့ keto လိုက်လုံးတာမျိုးမလုပ်စေချင်ဘူး။ဆိုတော့ဒီလေးဝက်ချက်လေးချက်ကိုလိုက်လုံးမယ်ဆိုရင်ကျွန်တော်တို့ပြန်မြအစီဘလောက်ကြမလဲဆိုတာကိုကျွန်တော်ခံမှန်းပေးထားတယ်။ပထမအဦးဆုံးကိစ္စအဲ့ဒါလေးကတော့ fat source ကိုတစ်ဝက်ဖြတ်ချလိုက်တယ်။ high fat protein ကို ျွန်တော်တို့တနက်ပဲစားတယ်ဒီလိုလှုပ်ခြင်းအပြင်ကျွန်တော်တို့250လောက် calorie deficit တစ်ရက်တစ်ရက်ကိုဖြစ်သွားမယ်ပြင်းပြခြင်းအပြင်တပတ်ကို3.5ပေါင်လောက်ကြားဖို့အထောက်အကူပြုတယ်နောက်တစ်ခုကကျွန်တော်တို့ဂျပန်လမ်းလျှောက်ပြီးမိနစ်30လေးလမ်းလျှောက်တာဖြစ်ဖြစ်ခြေလမ်းလေးတွေ3000 5000 8000 1000ဒီလိုမျိုးလမ်းပိုလျှောက်တာလေးလုပ်မယ်ဆိုရင်တစ်ရက်တစ်ရက်ကို calorie deficit 150လောက်ဖြစ်သွားပြီးတော့တပတ်ကိုကျွန်တော်တို့3.3ပေါင်လောက်ကြားဖို့အထောက်အကူပြုတယ်နံပါတ်3ချက်ကတော့ အစတွေကမလိုအပ်ရင်မစားနဲ့မစားရင်မစားနဲ့ပေါ့နော်အဲ့လိုမျိုးနီးစနစ်လေးကိုကျင့်သုံးလိုက်မယ်ဆိုရင်ဘာပဲပြောပြောတရက်တရက်ကိုကယ်လိုရီ100လောက်တော့ deficit ဖြစ်သွားနိုင်တယ်ရက်တတစ်ပတ်တစ်ပတ်မှာဆိုရင်3ညတသမ1ပေါင်လောက်ကြားဖို့အထောက်ကိုပြုတယ်နောက်ဆုံးကတော့အရေးကြီးဆုံးကျွန်တော်တို့အစားအသောက်ရွေးချယ်မှုပေါ့နော်ကယ်လိုရီလျှော့စားတယ်မှန်တယ်ဒါပေမဲ့ ဒီ whole food တွေဦးစားပေးပြီးစားမယ် process food တွေကို short စားမယ်ဒီတိကျပြောရင် protein များတဲ့ဟာလေးတွေစားမယ် fiber များတဲ့ဟာလေးတွေစားမယ်ဆိုရင်ဒါကတရက်တရက်ကို calorie deficit 100လောက်ဖြစ်ပြီးတော့ရက်သားတစ်ပတ်တစ်ပတ်ဆိုရင်3ညတသမာ2ပေါင်လောက်ကြာဖို့အထောက်အကူပြုတယ်ပြန်ပြချင်းအပြင်အကုန်လုံးကို overall ချုပ်ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့တရက်ကို calorie 600လောက် deficit လုပ်ပြီးသားဖြစ်သွားမယ်တစ်ပတ်တစ်ပတ်ကိုကျွန်တော်တို့တရက်သမာ2ပေါင်လောက်ကြာဖို့အများကြီးအထောက်အကူပြုတယ်ကံတေကမှတရက်သမာ2ပေါင်အပတ်တိုင်းအပတ်တိုင်းကြာနိုင်မယ်လို့ပြောတာမဟုတ်ပေမဲ့ ဒီလေးဘက်ချက်လေးကိုသိမယ်ဆိုရင်ဒီခေါင်းစဉ်လေးတွေအတိုင်းမိတ်ဆွေတို့အစီအကြခြင်းဖြစ်စဉ်နှစ်ဆမြန်ဆန်သွားဖို့အထောက်အကူပြုမှာဖြစ်တယ်။ပုံမှန်အတိုင်းပဲ training ကိုတိတိကျကျတိတိရရလုပ်မယ်။ recovery တေချာယူမယ်။ diet ကိုတေချာလုပ်မယ်။ဒါ basic တွေကတော့တေချာလေးစစ်စစ်ပတ်ပိုင်းတိတိမိမိလုပ်နေရမှာဖြစ်တယ်။အပေါ်အနေနဲ့ဒီကောင်လေးရိုးစိမ့်မှုလေးတွေမဖြစ်အောင်စီချာနှုံးနေမြန်ဆန်အောင်ဒီ၅ချက်ကိုတိတိကျကျလေးလိုက်လုပ်မယ်ဆိုရင်တော့အခုလိုမျိုးအရှယ်ရလက်တွေထပ်တိုးပြီးတော့ခံစားရမှာဖြစ်တယ်။ ဟုတ်ပြီမိတ်ဆွေတို့ကဒီလိုမျိုးကြီးလေးလာဖို့အချိန်မရှိဘူးခေါင်းရှုပ်မခံနိုင်ဘူးနည်းနည်းလေးအခက်အခဲရှိတယ်ဒါလေးကို တိတိကျကျလေးပေါ့နော်ကို့အတွက်ဘာတွေလိုအပ်လဲဘာလေးချင်ကန်နေလောက်အောင်မလဲလုံနေတာတွေကရော မှန်ခဲ့လားမားရဲ့လားရေရှည်မှာဟောဘယ်လိုလုပ်ရမလဲဆိုတော့အသေးစိတ်တိကျသိချင်တယ်ဆိုရင်တော့ကျွန်တော်လာစဉ်သင်္ကန်းသားလူတရာသာလက်ခံတဲ့ရာနှုန်းပြည့်အာမခံ body recognition program ရှိတယ်ဆိုတော့သူများတွေလို့နောက်နှစ်ရောက်မှနောက်လာရောက်မှစန္ဒဝါဝါစာလုံးရင်စမယ်အစားစနစ်တကျလေးကိုလိုချင်တာကိုပြစ်ချင်တာတိတိကျလေးသိချင်တယ်တုံးနေတာကိုမှန်လားမှားလားဆိုတာနေ့စဉ်စစ်ဆေးပေးတဲ့ပုံစံလေးတွားချင်တယ်သိချင်တယ်ဆိုရင်တော့ရာနှုန်းပြည့်အာမခံ body recognition program ဒီလအတွက်လူတရာစတင်လက်ခံနေပါပြီအမြန်ဆုံးစီးရင်ပေးသွင်းဖို့လိုအပ်ပါမယ်ခဏသေးစိတ်သိချင်တယ်ဆိုရင်တော့ body recomposition program ဆိုပြီးတော့ noise messenger ကိုတိုက်ရိုက်ပို့လို့ရတယ်လို့ဒီ comment အောက်မှာလည်းရေးသားပေးသွားလို့ရပါတယ်ဒီ video ရဲ့လေ့ချက်မှာမိတ်ဆွေတို့အတွက်ဘယ်အချက်ကအကျိုးရှိဆုံးဖြစ်မလဲကျွန်တော် comment တွေကိုအချိန်ယူပြီးတော့လေးလေးဆက်ဆက်နဲ့တရားဖတ်ပေးပါတယ်ဘယ်အချက်ကအကျိုးရှိဆုံးဖြစ်မလဲဆိုတာလည်းရေးပေးသွားပါအောင်သင်တန်းတက်တည်ဖြစ်စေမတက်တည်ဖြစ်စေတကယ်လိုက်လို့တကယ်အကျိုးရှိတယ်ဆိုရင်လည်းကျွန်တော်ဝမ်းသာပါကျွန်တော်စေတနာလေးတွေကိုမြင်နိုင်မယ်လို့တော့ညွှန်လင်းပါတယ်ကျွန်တော်ဘက်ကပြောရဆိုတာလောတာလေးတွေရှိသွားရင်လည်းနားလည်ပေးပါအားလုံးအဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်